ာကဝဝဖိုင်ဖိုင်အမြောက်ကြိုက်သောဘယင်ကြီးတစ်ပါးတွင် ပိန်ပိန်ပပဝံများသောအမတ်ကြီးတဦးရှိလေသည် အမတ်ကြီးသည်ဘယင်ကြီးအားပရိယေမျိုးမျိုးဖြင့်မြောက်ပင်ပြီးရာသမြအခွင့်ရေးကိုမလွတ်တန်းယူလေးရှိသည်ဘယင်ကြီးသည် အမတ်ကြီးမြောက်ပင်သည်။ယုံစားပြီးအရာရာတွင် အမတ်ကြီးကိုသာအားထားနေရ၏ဘယင်ကြီးသည် အမတ်ကြီးအပေါ်တွင်ယုံကြည်လွန်းသည့်ဖြင့် ငါကိုယ်တော်ကိုဘယ်တော့မှပြစ်မသွားပါဘူးလို့ဂတိပေးစမ်းပါအမတ်ကြီးဟုမကြာခဏပြောလေးရှိဤတို့ဘယင်ကြီးကပြောတိုင်းအမတ်ကြီးကလည်းဘယ်တော့မှကျမသွားပါဘူးအရှင်မင်းကြီးဒီကဘာမှာအရှင်မင်းကြီးပဲကိုပဲကြွချီကြွချီနောက်တော်ပါကတဖွားမှမခွာပါဘူးမင်းရဲ့ကိုပဲစင်းစင်းနဲ့ကြည်ကိုပဲကြွကြွအရှင်မင်းကြီးနဲ့အတူမကွာလိုက်ပါခစားပါမယ်ဖျားဟူ၍ချက်ထားလေးရှိသေးသည် ရင်တို့အမတ်ကြီး၏လျှောက်ထားသောစကားကို ကြားရတိုင်းဘယင်ကြီးသည်အလွန်အလွန်သဘောတွေ့မြင်ဖြစ်လေသည်တညနေတွင်ဘယင်ကြီးသည်မြေကမ်းခြေအတိုင်းနန်းလျှောက်ရာမှနန်းတော်သို့ပြန်ဝင်လာသည်ထုံးစံအတိုင်းအမတ်ကြီးသည်လည်းဘယင်ကြီး၏နောက်တော်ပါမှထက်ကျက်မခါခစားလိုက်ပါလာသည်ထိုအချိန်တွင်ဘယင်ကြီးသည်အနည်းရှိတောထဲမှမြေခွေးများဟောင်တန်းကိုရုတ်တရက်ကြားလိုက်ရ၏ဘယင်ကြီးသည်မြေခွေးများအပေကြောင့်ဟောင်တီကိုစူးစမ်းသိရှိလိုစိတ်ဖြစ်၏တို့ဖြင့် အမတ်ကြီးဘက်သို့လှည့်၍မြေခွေးတွေဒီလိုတဆူဆူတပူပူနဲ့ဘာကြောင့်ဟောင်းနေကြတာရော အမတ်ကြီးငါဘရင်ရွှေနာတော်မှာတည်တံတွေကိုမခံတာအောင်ဖြစ်ရတယ်ဟုမိတ်ဆိုလေသည်အရှင်မင်းကြီးတည်တော်မူတဲ့အတိုင်းဒီနှစ်ဆောင်ရာဒီဟာ ထူးထူးခြားခြားချမ်းအေးလာပါတယ် ဆင်းရဲသားမြေခွေးတွေခဏညာမှာအနှွေးတယ်မရှိရှာကြဘူးအခုသူတို့ကအရှင်မင်းကြီးစီမှာဆောင်းများအတနာခံနေကြတာပါဟုအမတ်ကြီးကပြန်လဲလျှောက်ထားလိုက်လေသည်အိုးကိုတော့တည်ပြီးဘလောက်ပညာရှိတဲ့အမတ်မင်းလဲမြေခွေးတွေဘာသာစကားကိုလည်းတတိနားလည်းပါပြီးတန်းတဲ့ဒါနဲ့မြေခွေးတွေမှာခြုံထဲဆောင်းများဘာကြောင့်မရှိရတာလဲအမတ်ကြီးဟုဘယင်ကြီးကမေးလိုက်သည်အမတ်ကြီးဒီသက်ဆိုင်ရာအရာရှိကိုမလိုမုန်းထားဖြစ်နေသောကြောင့် ဒီလိုဖြစ်ရမှာကြီးကျက်သူအရာရှိရဲ့အဖြစ်ဖြစ်ပါတယ်ဖရာဟုပြန်လဲလျှောက်ထားလိုက်။နေဒီကြည်စန်းဘလောက်ယုံမှလိုက်ကြတယ်လေတို့ရဲ့ချစ်စရာမြေခွေးတွေကိုခြုံထဲဆောင်များမထောက်ပံ့ပဲထားကြသဘောလေ။ကောင်းပြီတက်ဆိုင်ရာအရာရှိကို ဆောင်းနဲ့ရစ်ပတ်ပြီးပင်လေလေးပြစ်ချစီပြားပြီးတော့ ခြုံတီတရားဝဲမြေခွေးတွေကိုဝင်းနာစီအမတ်ကြီးဟုအမိန့်တော်မြတ်ချမှတ်လိုက်ပြီးဒီချက်ချင်းပင်အမတ်ကြီးသည်ဘရင်ကြီး၏အမိန့်ကိုမဆိုင်မတွဆောင်ရွက်ရန်ထွက်သွားလေသည်သို့သောအမတ်ကြီးသည်ဘရင်ကြီး၏အမိန့်အချို့အဝတ်ကိုသာနိုင်နာဆောင်ရွက်သည်သူသည်တက်ဆိုင်ရာအရာရှိကိုပင်လယ်ထဲပစ်ချလိုက်ပြီးမြေခွေးများအတွက်ခြုံတယ်ဆောင်များဝယ်ယူရန်ငွေအတပြားများကိုဘရင်ဗန္နာတိုင်းမှထုတ်ယူသည်သို့သောသူသည်ခြုံတယ်ဆောင်တည်း ညမဝဲချင်းဝိများကို ကိုကျိုးအတွက်သာဝဲယူထားလိုက်လေသည့်ဘရင်ကြီးသည်နောက်တနေ့ညနေလမ်းလျှောက်ရာမှအပြန်တွင်လေမြေခွေးများဤဟောင်တန်ကိုထက်မှန်ကြရပြန်လေသည်ထိုအခါဘရင်ကြီးကတအံ့တော့ဖြစ်လျက်အမတ်ကြီးကို မေးလိုက်ပြန်လေသည်အမတ်ကြီးခုမြေခွေးတွေဘာများဖြစ်နေကြပြန်တာလဲဟောင်နေကြတော့မှာပဲကလားအမတ်ကြီးကအပြုံးကလေးဖြင့်အနှွေးထည်ရသွားတဲ့မြေခွေးတွေက အရှင်မင်းကြီးကိုကျေးဇူးတင်ကောင်းချီးပေးတဲ့အနေနဲ့ ဟောင်းနေကြခြင်းဖြစ်ပါれဖျားဟုလျှောက်ထားလိုက်လေသည်ထိုအခါဘုရင်ကြီးကအံ့ဩစရာပေပဲပညာရှိအမတ်ကြီးတော်လာပါပေရဲ့ဒီလိုပညာရှင်အမတ်ကြီးမျိုးသမှုတလောမှာငါကိုယ်တော်ကလွဲရင်ဘယ်ဘုရင်မှမရှိနိုင်မင်းမထင်ဘူးငါကိုယ်တော်ထံပါမှဘယ်တော့မှခွာမသွားပါဘူးလို့ဂရိပေးစမ်းပါဦးအမတ်ကြီးရဲ့ဟုပြောလိုက်ပြန်လေသည်ကျွန်တော်မျိုးကြီးအရှင်အနာကတကွားမြမခွာပါဘူး အရှင်မင်းကြီးနဲ့ရွာပဲသွားသွားငရေပဲလာလာအငြင်းရန်ခစားလိုက်ပါပါမယ်ဟုအမတ်ကြီးကယုံကြည်လောက်အောင်ဂရိပေးပြန်လေသည်မင်းကြီးသည်အလွန်ဝမ်းသာအားရဖြစ်သွားပြန်လေသည်တို့ရာတွင်မင်းကြီး၏ဝမ်းသာအားရဖြစ်ရခြင်းမှာမကြလိုက်ပါချေအကြောင်းတော်ကတော်ဝတ်သူငယ်တကောင်သည်တော်ရဲမှ ရုတ်တရက်ပြေးထွက်လာသည်ကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်။ဘယင်ကြီးကတော်ဝတ်သူကိုယခင်ကတခါမျှမမြင်ဖူးချေသောနှင့်ဘယင်ကြီးသည်အလန့်တကြားဖြစ်လျက် ဟိုက်အတိတ်ကောင်းနမိတ်ကောင်းဖြစ်ပါစေဟုရည်ရွလိုက်ပြီးဒီတတဝါကဘာတတဝါလဲအမတ်ကြီးဟု မေးလိုက်သည်တည်းဖြင့်အမတ်ကြီးသည်တောဝတ်သူကိုတောဝတ်သူမှန်းသည့်ဤဒီတတဝါဟာအရှင်မင်းအကြီးရဲ့စီးရော်စင်များနဲ့တကောင်ဖြစ်ပါတယ်။အခုလိုရုပ်ရည်ပုံမှန်ညှိုးနှင်းနေရတာကတော့စင်ဝင်ကဘယူးမဆိုင်ပြစ်ထားလို့ဖြစ်ပါတယ်။အရှင်မင်းကြီးဟုပြန်လဲလျှောက်တင်လိုက်သည်။ ထိုအခါဘရင်ကြီးသည်ဒေါသအမျက်ချောင်းချောင်းထွက်သွား၏ထို့ကြောင့်စင်ဝင်ကိုတက်စေတည်းလူတရွေ့အပြာကိုဗန္နာတိုက်ကထုတ်ယူပြီးအစာပြက်နေတဲ့တီတတော်ဝါကိုကောင်းစွာပြုစုစေအမတ်ကြီးဟူ၍တစ်ချက်လွတ်အမိန့်တော်မှတ်လေသည် ပြောနေစရာမလိုတော့ပါအမတ်ကြီးအကြိုက်တွေ့သွားသည် အမတ်ကြီးဒီစင်ဝင်ကိုတက်ပြီးများစွာသောအတပြာများကိုမင်းဗန္နာမှ ထုတ်ယူကားကိုကျိုးအတွက်ယူထားလိုက်ပြန်လေသည့်အချိန်ကလာတာမြကုံဆုံးသွားခဲ့ပြီးတညနေတွင်ဘယင်ကြီးဒီလမ်းလျှောက်ရာမှ အမတ်ကြီးနှင့်အတူနန်းတော်သို့ပြန်ဝင်လာခဲ့လေသည်လမ်းခရီးတွင်ခြုံထဲမှဖြတ်ပြေးလာသောတောဝက်သူတကောင်ကိုထပ်မံမြင်တွေ့ရလေသည်ဘယင်ကြီးကအာအသိနှင့်အမတ်ကြီးဒီတတော်ဟာဟိုတနေ့ကတွေ့ခဲ့ရတဲ့ အစာရေစာငတ်ပြက်နေတဲ့စင်သက်တော်ဝါပဲမဟုတ်လား။ဘာကြောင့်ခုထက်တိုင်ဆိုးဆိုးပြီးပြီးမဖြစ်သေးတာတော့ဟုအမတ်ကြီးအားမေးလေသည်အမတ်ကြီးသည်အံပညာကျယ်ဝသောသူ၏သွားကြီးပေါ်သည်အထိပြုံးလိုက်ပြီးအနှင်တွေ့ခဲ့ဘူးတဲ့ဆင်မှာအရှင်မင်းကြီး၏ကိုလုံးတော်တည်းမြယခုအခါဆိုပြီးဝဖြိုးလျက်ရှိနေပါပြီ။ဤသက်တော်ဝါမှာစက်တကောင်သာဖြစ်ပါသည်။အခုလိုအကောင်ကြီးထွားနေခြင်းမှာဘရင်စပူဆောင်မှ စားမိစားများကိုစားတော့ရလို့ဖြစ်ပါတယ်။အဲ့ဒါကတော့ စားတော်ချက်ဤနမောနမေနိုင်မှုကိုပြတ်တနေခြင်းမှာဖျားဟုလျှောက်ထားလိုက်ပြန်လေသည်အတိဝန်နေသည့်ဘယင်ကြီးဤမျက်နာမှာဒေါသကြောင့်မယုတ်တိမဲ့ပမာနေရွေ့သွားလေသည်တောက်ဖြစ်မှဖြစ်ရလေစိတ်မချမ်းသာစရာပဲပဲဘယင်စားွယ်ဟင်းလျာတွေကိုကျဆုပ်တကောင်ကစားရလောက်အောင်စားတော်ချက်ကနေဟင်းနှတ်တော့ပေါ်လေဒီလောက်တောင်ပေါ်ရောလာတဲ့စားတော်ချက်ကိုညစာအတွက် ပွဲတော်စီစဉ်ပြီးတာနဲ့နေဝင်းကျိုးကွင်းတက်တက်စီဟုမဆိုင်မတွအမိန့်တော်ချမှတ်လိုက်လေသည်တေရန်ပေးခံရသောစားတော်ချက်သည်ထိုနေ့ညနေတွင်ပင်အမတ်ကြီးထံသို့လျှို့ဝှက်စွာရောက်ရှိလာလေသည်စားတော်ချက်ကငွေတက်ပြအမြောက်အများကို အမတ်ကြီးအားလက်ထိုးလိုက်သည်ထို့ပြင်သူ၏အသက်ကိုအမတ်ကြီးကယ်ဆယ်မည်ဆိုလျှင်ဘရင်ပွဲတော်ထဲမှအချို့အဝက်ကိုခွဲဝေ၍နေ့စဉ်ပေးဆက်မည်ဖြစ်ကြောင်းကတိပြုလေသည် အမတ်ကြီးသည်အတပြများစွာရမိအပြင်ဘရင်ပွဲတော်စာကိုလည်းနေ့စဉ်တုံးဆောင်ရအုံးမိအရေးကိုတွေးပြီးအလွန်သဘောကျသွားလေသည်ထို့ကြောင့်အားလုံးငါတာဝန်ထားပူပင်တော့ကမပွားလေနဲ့စားတော်ချက်အသက်ကိုငါဆက်ဆက်ကယ်မယ်ဟုပြောလွှတ်လိုက်လေသည် ထိုနေ့ညတကောင်ချိန်တွင်ဘရင်ရှိတော်မောင်၌စားတော်ချက်ကိုကျိုးပေးတဲ့ရန်စီစဉ်ကြလေသည်ထိုစဉ်အမတ်ကြီးသည်နေကြပါဦးနေကြပါဦးဟုအော်ပြောရင်းပြေးထွက်လာလေသည်ထို့နောက်ဘရင်ကြီးဘက်သို့လှည့်၍ အရှင်မင်းကြီးကျွန်တော်မျိုးနက္ခတ္တရာများကိုစမ်းစစ်ကြည့်ရဲ့အခါဒီနေ့ညတကောင်ချင်းဟာအလွန်အတိတ်နမိတ်ကောင်းတဲ့မင်္ဂလာအချိန်ခါဖြစ်ကြောင်းတွေ့ရှိရပါတယ်ဒီအချိန်မှာတစုံတယောက်ကိုကြိုးပေးတတ်ပါကနက်ပြည်တို့ မလွဲမသွေရောက်သွားပါလိမ့်မယ်ဒါကြောင့်စားတော်ချက်ကိုဒီလိုအချိန်မှာကြိုးပေးတတ်လိုက်ပါကလုံးဝအပြစ်ပေးရာရောက်တော့မှာမဟုတ်ပါဖះပြစ်တံမှာ မငင်းခွင့်ပြုသလိုဖြစ်ပါလိမ့်မယ်ဖျားတီလိုလူငါမိုက်ကိုဘာကြောင့်လက်တီတို့ပို့ဆောင်ရမှာလဲအရှင်မင်းကြီးဟုအမတ်ကြီးကရှင်းလင်းလျှောက်တင်လိုက်လေသည်အမတ်ကြီးလျှောက်ထားချက်ကြောင့်အလွန်အမင်းတအံ့တော်ဖြစ်မိသောဘယင်ကြီးသည်ဝမ်းသာအားရဖြင့် ထခုန်လိုက်ပြီးနောက်ကောင်းလိုက်လေစွာကောင်းလေစွာငါကိုယ်တော်မြတ်နဲ့ပြည်နဲ့ရွာကိုမြင်တွေ့လို့စိတ်ပြင်းပြခဲ့တာကာလအတန်ကြာပြီဖြစ်တဲ့စားတော်ချက်ကိုစားငါကိုယ်တော်မြတ်ကိုသာကြိုးပေးကြပြီးတော့မောင်မင်းတို့ခုချက်ချင်းပဲငါကိုယ်တော်နဲ့ရွာကိုကြာမြန်းတော်မင်းတို့တော့ခဏလေးတော့နေကြပါဦးဟုပြောရင်အမတ်ကြီးဘက်သို့လှည့်၍ဦးချစ်လာစွာသောအမတ်ကြီးတင်ဟာငါကိုယ်တော်ပဲရက်သွားသောနောက်တော်ပါမှ တကွားမကွာလိုက်ပါမယ်လို့မကြမကြဂတိပေးဘူးတယ်မဟုတ်လားငါကိုတော့အခုပဲနဲ့ရွာကိုကြောက်မြဲတော့မယ်ဒါကြောင့်ဒီနဲ့ပြည်ရွှေခီးကိုအမတ်ကြီးကပဲဥဆောင်သွားနေပါလေကဲဟေ့အာနာဒာအမတ်ကြီးကိုအရင်ကျိုးစင်တင်စီဗျာခုအမိန်ပေးလိုက်လေဒီအမတ်ကြီးဒီဘယင်ကြီးဤစကားကိုကြားရသည့်အခါအလွန်ထိတ်လန့်တုန်လှုပ်သွားလေဒီတို့ရရင်စကားတခုမြမဟာနိုင်မီမှာပင်အာနာဒါကအမတ်ကြီးဤလေဘင်းကိုကြိုးကွင်းတက်၍တက်လိုက်လေသည် အာနာသာဤလက်မြန်ချိန်မြန်ဆောင်ရွက်လိုက်ပုံကိုဘယင်ကြီးသည် အလွန်သဘောကျတော်မူလေသည့်အာနာသာသည်အမတ်ကြီးကိုနက်တီတို့ပို့လိုက်ပြီးသည်နှင့်ကြပြိုင်နှင့်ဘယင်ကြီးကိုလည်းကျိုးပေး၍တတ်လိုက်ပြန်လေသည်ဤသို့ဖြင့်အမြောက်ပေလွန်ခဲ့သည့်အမတ်ကြီးနှင့်ယုံစားလုံးသည့်ဘယင်ကြီးတို့မှကျိုးစင်တွင်ဇီဝင်ချုပ်သွားကြလေတော့တည်းယခုပုံမြင်လေးတဲကနေတင်ငန်းစာယူနိုင်တဲ့အကြောင်းအရာလေးကတော့ ဘရင်ကြီးဟာအမတ်ကြီးရဲ့ချိုးတာတဲ့ဇကားတွေကိုအဟုတ်ထင်ပြီးဘာမှမဝေဖန်မစစ်ဆေးပဲအလွယ်တကူယုံကြည်ခဲ့တာကြောင့်နောက်ဆုံးမှာအသက်ပါဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်လူတယောက်ကိုအလွယ်တကူမယုံကြည်သင့်ပဲပြောစကားတိုင်းကိုတေချာစွာစဉ်းစားဆင်ခြင်ပြီးမှလက်ခံသင့်ပါတယ်။ အမတ်ကြီးဟာလောဘကြီးပြီးကိုကျိုးအတွက်မဟုတ်မမှန်နေညာနဲ့ပတ်ခဲ့တာကြောင့်နောက်ဆုံးမှာသူ့ရဲ့လုံရက်တွေကသူ့ကိုပြန်ပြီးဒုက္ခပေးခဲ့ပါတယ်။မမှန်ကန်တဲ့နီးလန်းနဲ့ရလာတဲ့အရာတွေဟာတည်ငြိမ်မှုမရှိသလိုတစ်ချိန်မှာပြန်ပြီးအနည်းငယ်ပေးနိုင်တယ်ဆိုတာကိုဒီပုံမြင်ကတုံ့တင်ပေးပါတယ်။ မရင်ကြီးဟာတိုင်းပြည်ကိုအုပ်ချုပ်တဲ့အာဏာရှိသူတယောက်ဖြစ်ပေမဲ့မှန်မှန်ကန်ကန်စီရင်ဆုံးဖြတ်နိုင်တဲ့ဉာဏ်ပညာမရှိခဲ့ပါဘူး။သူဟာသူတပားရဲ့လှည့်ထားမှုကိုခံရပြီးမိုင်မဲတဲ့အမိန့်တွေကိုချမှတ်ခဲ့တာကြောင့်တိုင်းပြည်အတွက်ရော သူ့အတွက်ပါစိုးကျိုးတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်အာဏာရှိသူတွေဟာတာဝန်တည်တတ်ပြီးတတိမဲ့ဝီရိယရှိရှိဆုံးဖြတ်ချက်တွေချမှတ်တင်ပါတယ်။ အမတ်ကြီးရဲ့ချိုးတာပြီးယုံကြည်လောက်တဲ့စကားတွေဟာဘယင်ကြီးကိုလှဲ့စားနိုင်ခဲ့သလိုနောက်ဆုံးမှာသူ့ကိုတေးစေနိုင်တဲ့လက်နက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။စကားဟာလူတွေကိုစီးလုံးစေနိုင်သလိုကွဲကွဲပြားပြားဖြစ်စေနိုင်တဲ့အင်အားတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်စကားပြောတဲ့အခါမှာတတိနဲ့တာဝန်ယူမှုရှိတယ်ပါတယ်။ အမတ်ကြီးဟာသူ့ရဲ့ဉာဏ်ပညာကိုအသုံးချပြီးဘရင်ကြီးကိုလှည့်စားကာကိုကျိုးရှာခဲ့ပါတယ်။ဒီလိုကိုကျိုးရှာတဲ့လုပ်ရက်ဟာသူ့ကိုခဏတာအကျိုးမြတ်ရစေနိုင်ပေမဲ့ရေရှည်မှာတော့ပျက်စီးခြင်းစီကိုဥတီသွားစေပါတယ်။ကိုကျိုးစွန်ပြီးသူတစ်ပါးကိုကူညီတဲ့လုပ်ရက်တွေဟာသာတကယ့်တန်ဖိုးရှိတဲ့အရာဖြစ်တယ်ဆိုတာကိုဒီပုံပြင်ကပြသနေပါတယ်။ဒီတင်ငန်းစာလေးတွေကိုဖတ်ရှုပြီးကျွန်တော်တို့ရဲ့ဘဝမှာစင်ကျင်သုံးသပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။